နိုင်နိုင်မတန်ရုပ်ရှင်ကြောင့်နှုံဆော်မှုတွေရခဲ့တယ်လို့ဖွင့်ဟလာတဲ့အမော်ရင်မန်ချက်စတာယူနိုက်တက်နီးပြရိုဘဲအမော်ရင်ကနိုင်ုံတင်းကိုအားအသင့်မွေပြန်လာနိုင်မှုနဲ့တူနိုင်ရခဲ့ခြင်းဟာ1990ကိုချန်ပီယံလိဖိုင်နယ်အကြောင်းမတန်ရုပ်ရှင်ကိုကြည့်ခဲ့ရကနေနှုံဆော်မှုရခဲ့တယ်လို့ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်အမော်ရင်က Amazon Prime ရဲ့နိုင်နိုင်မတန်ရုပ်ရှင်ကိုကြည့်ခဲ့တယ်လို့ဖွင့်ရခဲ့ပါတယ်ဒီရုပ်ရှင်က Silent Ferguson Letter 1999မှာ United တင်းရဲ့တရားသည့်တွင်ဖလား၃လုံး Triple Champion အောင်မြင်မှုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီးအဲ့ဒီတုန်းက Bayern Munich ကို Champion League Final မှာအချိန်ပိုဂိုးတွေနဲ့အားအသင့်ပွဲနိုင်ရခဲ့တဲ့ပွဲအကြောင်းလည်းပါဝင်နေပါတယ် ဒီမတန်းရုပ်ရှင်ကိုကြည့်ပြီးနောက်အမောင်ရဲ့အတင်းဟာယူရိုပါလိကွာတာဖိုင်နယ်မှာလိုင်ယွန်အတင်းကိုအချိန်ပိုမှ၄ဂိုး၂ဂိုးနဲ့ရှုံးခဲ့ရကနေ၅ဂိုး၄ဂိုးဆိုတဲ့ရလဒ်အထိဖြစ်သွားအောင်အားအသင့်မွယ်ဆွမ်းဆောင်ပြနိုင်ခဲ့ပြီးဒီလို amazing comeback ကြောင့်ပဲ semi final ကိုတက်ရောက်နိုင်ခဲ့ပါတယ်ကျွန်တော်1999မတန်းရုပ်ရှင်ကိုဒီလိုခိုက်တန်းနေအတွက်လှုံ့ဆော်မှုရဖို့ကြီးခဲ့ပါတယ်ဒါကအန်အော့စီယာညတညပါအတင်းကပင်ပန်းနေပြီး၄ဂိုး၂ဂိုးနဲ့ကစားသမားတစ်ယောက်ပုံနေချိန်မှာပွဲပြီးသွားပြီလို့ထင်ခဲ့ပေမဲ့ဒီနေရာမှာတော့ဘာမှမပြီးဆုံးသေးပါဘူးလို့အမော်ရင်က TND Sport ကိုပြောကြားခဲ့ပါတယ် ောင်မောင်ကဒီနိုင်ရမှုရဲ့ပုံစံကသူ့ United ကိုကင်တွယ်ခဲ့တဲ့၅လအတွင်းကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေအားလုံးကိုတန်ဖိုးရှိစေခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ဒီလိုရာသီမျိုးမှာနီးပါးတယောက်အနေနဲ့ကြုံရတဲ့စိတ်ပျက်စရာတွေဆိုးရတဲ့ခိုက်တန်းတွေအားလုံးကိုဒီလိုခိုက်တန်းတွေရလာတဲ့အခါအကုန်လုံးတန်ဖိုးရှိသွားပါတယ်။ပြီးတော့ပွဲပွင့်ရင်တနင်္ဂနွေနေ့မှာနောက်ထပ်ပွဲရှိပါသေးတယ်။ကစားသမားတွေကစားဖို့အစီအစဉ်ဖြစ်မဖြစ်ကိုကြည့်ရပါမယ်။ဘာလို့ဆိုယူရိုပါလိဂ်ကိုဆက်အာယုံဆက်ရမှာမို့ပါ။အမော်ရီနဲ့သူ့ရဲ့ကစားသမားတွေမှာဒီစိတ်လှုပ်ရှားပွဲပွဲပြီးပြန်လည်နားယူဖို့အချိန်သိမ့်မရှိပါဘူး။တနင်္ဂနွေနေ့မှာပရီးမီးယားလိမှာဝူပင်းနဲ့ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့တကယ်တကယ်အာယုံဆိုင်ရမှာကယူရိုပါလိစင်မီဖိုင်နယ်မှာရိန်ဂျာကိုစုစုပေါင်းကြော်ဖြတ်လာခဲ့တဲ့ဘီဘာအိုနဲ့တွေ့ဆုံရမယ်ပွဲစဉ်ပဲဖြစ်ပါတယ်။အမော်ရင်ကဘီဘာအိုအကြောင်းကိုအခုလိုပြောပါတယ်။ကျွန်တော်စပိုတီနဲ့သူတို့ကိုရင်ဆိုင်ခဲ့ဘူးလို့သူတို့အကြောင်းနည်းနည်းသိတယ်။အခုကအချင်းချင်းနေမတူတော့ဘူး။သူတို့ကနီးပညာပိုင်းမှာရန်ကောင်းတယ်။တောင်မန်ကလာသမားနဲ့ဦးကလည်းတော်တယ်။ဒါပေမဲ့ပြိုင်ပွဲရဲ့ထူးခြားမှုတွေကိုအကဲဖြတ်ဖို့အချင်းရှိပါသေးတယ်လို့ပြောဆိုခဲ့ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချစ်ကြတဲ့